နာဟာအတ္တမအလွန်မွေ့လျော်တယ်အတ္တမအလွန်ကြော်တယ်အတ္တမမွေ့လျော်နှစ်ချိုက်ကြော်ပိုက်တဲ့သဘောရှိတယ်အဲ့ဒီလိုအတ္တမအလွန်ကြော်တဲ့ဒီနာကိုငါဟာဆောင်စည်းတယ်လုံခြုံအောင်ထိမ့်သိမ့်နဲ့ကာကွယ်ဆောင်ရှောက်ထားတယ်အဲ့ဒီလိုပဲဒီနာကိုဆောင်ရှောက်ဖို့လုံခြုံအောင်ကြိုးစားဖို့ဒီလိုတရားဒေသနာကိုလည်းဟောတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့သင်္ကန်းသူလို့ဆိုတာလားတဲ့ မှန်ပါတယ်ဗျာတဲ့တပည့်တို့ကျမ်းစာတွေထဲမှာလာလို့ပါတဲ့အဲ့ဒါအာယုံ၆ပါးလုံးကိုပြောတာနော်အဲ့ဒါဦးဇင်းတို့မျက်စိကအစင်းမှာဘွေလျော်နေချိုက်ကြောပိုက်တယ်ဒါကြောင့်မျက်စိကိုသူဆောင်စည်းကိုစူးစမ်းတယ်သူများကိုလည်းဆောင်စည်းဖို့ပဲတရားဟောတယ်ပေါ့ပြီးတော့နားကအတ္တမှာဘွေလျော်နေချိုက်တယ်အဲ့ဒါတို့ပဲပိဋကတ်တို့မှာဉာဏ်ရှိပါရင်နော်နှာခေါင်းကအနတ်မှာဘွေလျော်နေချိုက်ကြောပိုက်တယ်ဒါကိုဒီနှာခေါင်းကို လုံခြုံအောင်ဆောင်ရှောက်ဖို့ကာကွယ်ဖို့စူးစမ်းရမယ်ပေါ့ အဲ့လိုလိုပဲလျှာဟာအရသာမှမွေးလျော်နှိမ့်ချိုက်တယ်။ကာယပတာရဆိုတဲ့ကိုဟာဘုရားဘာယုံအတွေ့အကြုံမှမွေးလျော်နှိမ့်ချိုက်တယ်။အဲ့လိုပဲစိတ်ဆိုတဲ့ဒီမနောဟာဓမ္မယုံမှမွေးလျော်နှိမ့်ချိုက်ပျော်ပိုက်တဲ့သဘောရှိတယ်။အဲ့ဒီတော့အာယုံအသီးသီးမှမွေးလျော်နှိမ့်ချိုက်ပျော်ပိုက်တတ်တဲ့သဘောရှိတယ်။ဒီမျက်စိနန်းနာလျှာကိုစိတ်ကိုစောင့်စည်းရမယ်ထိမ့်သိမ့်ရမယ်လုံခြုံအောင်ကြိုးစားရမယ်။ ဒီလိုကြိုးစားပြီးတော့မြတ်စွာဘုရားကဒီလိုကြိုးစားဖို့လေတရားဒေသနာကိုခေါ်တယ်။ဒါကိုကြည့်ပဲပြီးတော့သင်္ကငါ့ကိုအညွန့်တုံးသူလို့ဆိုသလား။မှန်လားပါတဲ့ကျမ်းစာတွေထဲမှာလာလို့ပါ။အဲ့ဒီမှာမြတ်စွာဘုရားကအဲ့လိုဆိုရင်တဲ့ငါပြောမဲ့စကားကို သင်ဘလို့များအောင်မေ့လေ။မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်နော်။မပြောလဲဆိုတော့ဘာကနေတဲ့ဟောဒီလောကကြီးမှာအချို့သောပုဂ္ဂိုလ်တွေဟာအစတုန်းက ယူပါယုံမှာမွေးလျော်နှစ်ချိုက်ပြောပိုက်ပြီးတော့ဒီယူပါယုံနဲ့ပြည့်စုံအောင်ကြိုးစားပြီးတော့ဒီယူပါယုံကိုပဲသဘောကျပြီးတော့ဒါလေးနဲ့နေရတာကိုပဲပျော်ပြီးတော့နေနေခဲ့တယ်ခံစားခဲ့တယ်ပေါ့နောက်ကြတော့အဲ့ဒီယူပါယုံနဲ့ပတ်သက်ပြီးတော့အချက်၅ချက်ကိုသူကောင်းကောင်းသိတယ်တဲ့ယူပါယုံနဲ့ပတ်သက်ပြီးတော့ဘယ်နှချက်သိတယ်၅ချက်တဲ့အဲ့ဒီ၅ချက်ကဘာတွေတုံးဆိုတော့ရူပါဏံတမှုရိယံစအဋ္ဌင်္ဂမင်းစ အတ္တရင်္စအာရိနဝင်္စနိတရဏင်္စယထာဘူတံဝိရိတဝါနော်နည်းနည်းလေးဦးဇင်းတို့ဒါလေးကိုတော့နားဆိုင်ကြည့်မယ်ဗျာနော်သမှုရိယင်္စအထင်ကမင်္စယူပါယုံရဲ့ဖြစ်ချင်းနဲ့ပြည့်ချင်းကိုသိတယ်ဟောနှစ်ပါးရှိပြီနော်အတ္တရင်္စတာယာဝေကိုလည်းသိတယ်အာရိနဝင်္စအပြစ်ကိုလည်းသိတယ်နိတရဏင်္စဖွံ့မြောက်ရာကိုလည်းသိတယ်တဲ့ဘယ်နှမျိုးတော့ ၅မျိုးเนาะဒီယူပါယုံနဲ့ပတ်သက်ပြီးတော့ယူပါယုံရဲ့ဖြစ်ပေါ်လာပုံကိုလည်းသိတယ်ဒီယူပါယုံကြောက်ွယ်သွားပုံကိုလည်းသူသိတယ်ဒါကတော့ဘိဒ္ဓကောင်သူတော်ကောင်တို့မြင်တိုင်းမြင်တိုင်းတတိဝိရိယဉာဏ်ပညာဥသိပြီးတော့တိမတ်တိမတ်ပြီးတော့နေနိုင်မယ်ဆိုရင်ယူပါယုံဖြစ်ပေါ်လာပုံကိုမသိနိုင်ဘူးလားယူပါယုံပျက်စီးကြောက်ွယ်သွားပုံကိုမသိနိုင်ဘူးလားသိနိုင်တယ်တော့မနေ့တုန်းကမြင်ခဲ့တဲ့အစင်းဒီကနေ့မရှိတော့ဘူးเนาะဒါ ဟုတ်တယ်မို့လားဒါပျောက်ကွယ်တယ်ဆိုတာကတော့အင်မတန်ရှင်းပါတယ်နောက်ပြီးတော့ဒီနေရာမှာလည်းလည်းပြောเสียရရှိတာကရူပါယုံတို့ရဲ့ตาရာဘွေတဲ့နော်ရူပါယုံရဲ့ตาရာဘွေဟာဘာမှမဖြစ်မဲ့ထင်တော့ရူပါယုံရဲ့အာရိနဝအပြစ်တဲ့ရူပါယုံရဲ့အပြစ်ဆိုတာဘာမှမဖြစ်မဲ့လို့ရူပါယုံမှထွက်မြောက်ရအဲ့ဒါကဟောဘာမှမဖြစ်မဲ့ထင်တော့ဟောအဲ့ဒါကြတော့နည်းနည်းခက်ခဲသွားပြီနော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာ ယူပါယုံရဲ့တာယာဝဲဆိုတာဘာကိုပြောတာတုံးဆိုလို့ရှိရင်ဒီယူပါယုံကိုမြင်ပြီးတော့စိတ်ထဲမှာကြည်နူးနှစ်သက်ချမ်းသာသွားတဲ့သဘောလေးဟာအဲ့ဒါယူပါယုံရဲ့တာယာဝဲပါတဲ့သူရဲ့ကောင်းကွက်ကလေးကဒါပဲနော်သိချာစဉ်းစားတော့တကယ်ဒီမိုင်းများနော်ယူပါယုံကိုလူတိုင်းတံပိုးထားရတယ်နော်ကောင်းတဲ့အကြောင်းလေးတွေကြည့်ကျင်တာအများကြီးမရှိဘူးလားအဲ့ဒီယူပါယုံရဲ့ကောင်းကွက်တာယာဝဲဟာဘာလဲဆိုရင် အဲ့ဒီယူပါယုံကိုအကြောင်းပြုပြီးတော့တည့်တည့်ပြောရင်ကြည်လည်ရလို့စိတ်ထဲမှာချမ်းသာသွားတဲ့သဘောလေးပဲဒါပဲအဲ့ဒါယူပါယုံရဲ့တာယာပဲနောက်ယူပါယုံရဲ့အာရိတဝယူပါယုံရဲ့အပြစ်ပေါ့ယူပါယုံရဲ့အပြစ်ကတော့ဘာလို့ဆိုတော့ဟိုဆင်းရဲဒုက္ခအာလုံးတို့ဒီယူပါယုံရဲ့အပြစ်လို့ပြောမယ်ဆိုရင်ဒါအတူချုပ်လုံလောက်တယ်လို့ဆိုရမယ်ဘောဆိုမြင်မြင်လာတခုကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်တာတွေအများကြီးမရှိဘူးလား ။ငါကြိုးစားအောင်ကြိုးစားရတဲ့အပိုင်းရလာတဲ့အခါမှာဆောင်းရှောက်ရတဲ့အပိုင်းအာဒါနဲ့ပတ်သက်ပြီးတော့ဒကာတော်မတို့ဦးဇင်းတို့ဒီဒီမှာ အများကြီးဒုက္ခရောက်တယ်ဆိုတာဘယ်လိုမှမငင်းနိုင်ဘူး။နောက်ပြီးတော့ဒီပြိပယံကိုပဲအကြောင်းပြုပြီးတော့ဟုတ်လားအဘုဒ္ဓဒုဒ္ဒိုက်တိပြုကြတကြဖြတ်ကြညင်ညာခုံရအမျိုးမျိုးသောယုံမာမှုတွေဖြစ်ပြီးတော့အပေလေးပါးသည်အပေလေးပါးကိုကြနိုင်သည်အထိဒုက္ခရောက်သွားကြတာတွေကိုမရှိဘူးလားရှိတယ်နော် ဒီအာယုန်လေးနဲ့ပတ်သက်ပြီးတော့ပိသက်ပေါင်းသူတော်ကတော့အသေးစိတ်သေးတဲ့။အဲ့တော့ဒီယူပါယုန်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဒုက္ခအာလုံးတို့တည်ဒီယူပါယုန်ရောက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါသူ့ရဲ့အပြစ်ပဲတဲ့။ဟုတ်ရလား။တော့တာယာဘယ်ကပါလဲသူ့ကို ကြည်လိုက်ရလို့ခိတ္တခဏစိတ်ထဲမှာကောင်းသွားတဲ့သဘောလေးဟာသူ့ရဲ့တာယာပဲအပြစ်ဆိုတာကတော့သူ့ကြောင့်ဖြစ်တဲ့မဆုံးနိုင်တဲ့ဒုက္ခတွေဟာသူ့ရဲ့အပြစ်ပဲဟုတ်လား အဲ့ဒီတော့ယူပါယုံကထွက်မြောက်ရဆိုတဲ့၅ခုမြောက်အချက်ကဘာလဲဆိုတော့ဒီယူပါယုံရဲ့ပုံမှာဆွေလန်းမမောမှုကင်းခြင်းဒီပဲနဲ့အဲ့ဒါယူပါယုံကထွက်မြောက်ရတယ်ပိဋကပေါ်သူတော်တို့စာသဘောခက်ဆန်ဆန်ဆိုတော့နည်းနည်းမြန်ပြင်းနေမလားမသိဘူးနော်ပေချာစဉ်းစားနော်အဲ့တော့ယူပါယုံနဲ့ပတ်သက်ပြီးတော့အချက်၅ချက်ကိုသိရနော်ဖြစ်ခြင်းကိုသိတယ်ပြည့်ခြင်းကိုသိတယ်တာယာဝယ်ကိုသိတယ်အဖြစ်ကိုသိတယ်ထွက်မြောက်ရကိုသိတယ် ဟုတ်ရလားအဲ့တော့တာယာဝေမရှိဘူးတော့မဟုတ်ဘူးเนาะကာမဂုဏ်အာယုန်နေမှာတာယာဝေရှိတယ်เนาะဒီအပြစ်လည်းရှိတယ်ဒီနေရာမှာအပြစ်ကဘယ်လောက်လဲတာယာဝေကဘယ်လောက်လဲဆိုတာကိုတော့မြတ်စွာဘုရားကတော့ချိန်ဆက်ပြီးတော့ပြထားတာပဲလေဟုတ်လားအပ္ပတတာကာမဘ ഹു ဒုက္ခဘ ഹു ပါယတာနောက်ကာမဂုဏ်ဆိုတာကအာယုန်ဆိုတာကတာယာဝေကနည်းနည်းလေးအပြစ်တွေကတော့အများကြီးရှိတယ်လို့မပြောဘူးလားပြောတယ် အဲ့တော့ဥယျင်တို့မြတ်စွာဘုရားပြောတဲ့စကားကိုပြန်ပြီးတော့ဆက်မယ်။မာဂဏီတဲ့ဟောဒီလောကမှာတချို့သောပုဂ္ဂိုလ်တွေဟာအစအဆုံးကတော့ယူပါယုံနေနဲ့ပျော်မွေ့တဲ့သဘောရှိခဲ့တယ်။နောက်တော့ဒီယူပါယုံနဲ့ပတ်သက်ပြီးတော့ဒီအချက်၅ချက်ကိုကောင်းကောင်းသိမြင်သဘောပေါက်ပြီးတော့ယူပါယုံရဲ့အပေါ်မှာဆွေးလမ်းမယ်မောမှုကျင်းသွားတယ်တဲ့။ဒီအချက်၅ချက်ကိုသိတော့ဘာဖြစ်သွားတော့ဆွေးလမ်းမယ်မောမှုကျင်းသွားတယ်။ ဲ့ဒါလိုဇွလမ်းမဲ့မို့မှုကင်းသွားတော့သူ့ရဲ့စိတ်ထဲမှာဆောင်းလောင်မှုတင်မှုတွေကင်းသွားပြီးတော့စိတ်နှလုံးမှာအေးချမ်းပြီးတော့တည်ငြိမ်ပြီးတော့သူဟာချမ်းမြမ်းသာသာ ရှိနေတယ်တဲ့အဲ့ဒါလိုယူပါယုံရဲ့ပုံမှာဇွလမ်းခြင်းကင်းလို့ဆောင်းလောင်မှုသိခြင်းကင်းလို့ငြိမ်ငြိမ်ချမ်းချမ်းနဲ့အေးချမ်းချမ်းဖြစ်နေတဲ့လူတစ်ယောက်ကိုသင်ပါပြောခြင်းတည်းတဲ့ဆိုလိုတာကသူ့မှာဘာအပြည့်ရှိလဲပေါ့အဲ့လိုမေးတဲ့အခါကျတော့မာဂန်ဒီပုံနာကအဲ့ဒါကတော့ဘာမှပြောစရာမရှိပါဘူးတဲ့ ိတဲ့ဘဘပြောခြင်းတော့ဘာမှပြောเสียရမရှိဘူးเนาะသူ့အတူယူပါရုံရဲ့အကြောင်းကိုကောင်းကောင်းသိပြီးတော့ဒါကိုဆွလမ်းမမောခြင်းကင်းပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်ဆင်းရဲတဲ့စိတ်မရှိဘဲနဲ့ချမ်းသာနေတာကိုဘာပြောเสียရရှိတော့ဘာမှပြောเสียရမရှိဘူးအဲ့လိုပဲတဲ့အပတ်သက်ပြီးတော့သူကောင်းကောင်းသိတယ်เนาะအနတ်နဲ့အရသာနဲ့အတွေ့အထိနဲ့เนาะဓမ္မယုံနဲ့ပတ်သက်ပြီးတော့သူကောင်းကောင်းသိတယ် ကောင်းကောင်းသိတယ်ဆိုတာခုနကဘယ်နှချက်ပြောလိုက်တော့၅ချက်တော့ဖြစ်ချင်းပြည့်ချင်းตายပွဲအပြည့်ထွမြောက်ရဟုတ်ရလားဟေးအဲ့ဒီ၅ချက်ကိုသိတဲ့အတွက်ကြောင့်သူ့မှာဆွဲလမ်းမဲ့မုံမှုကင်းသွားတယ်ဒီအာယုံ၆ပါးပေါ်မှာဆွဲလမ်းမဲ့မုံမှုကင်းတယ်ဆိုရင်ဒါယဟန္တာဖြစ်တယ်လို့မဆိုဘူးလားဆိုတယ်အဲ့လိုဆိုရင်သူ့ရဲ့စိတ်ထဲမှာဆောင်းလောင်းမှုသိမှုဒီကာမဂုဏ်အာယုံနဲ့ပတ်သက်ပြီးတော့ကုလောင်မှုဒါတွေဘာမှမရှိတဲ့အတွက်ကြောင့်ငြိမ်းချမ်းနေတယ်လို့မဆိုနိုင်ဘူးလား ဒီအဲ့လိုညီညံ့နေတဲ့လူတယောက်ကိုဘာပြောနိုင်လဲတဲ့ဘာမှပြောစရာမရှိပါဘူးတဲ့အဲ့ဒီကြတော့မှမြတ်စွာဘုရားကစကားကိုခြီးပြီးတုတ်ပြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီကြမှာသူ့ကိုယ်တွေနဲ့နှိုင်းဆံပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်ဘာပြောလဲဆိုတော့မာဂဏီတဲ့ငါလည်းပဲတစ်ချိန်လုံးကဒီယူပါယုံတတ္တယုံကန္နယုံရတယုံဖုဒ္ဓဘာယုံဓမ္မယုံဆိုတဲ့အာယုံ၆ပါးကို အင်မတန်ဆွဲလမ်းမမောတွေ့တာခဲ့ဘူးပါလေတဲ့ဒါရီနဲ့လည်းငါပြောပြောခဲ့ဘူးပါလေဒါဥစဉ်က6ပါးလုံးကိုပေါင်းပြီးတော့ပြောလိုက်တော့တာနော်ဘလောက်ဒီငါဟာကြီးကြီးကျယ်ကျယ်ဒီစည်းစိမ်ဒီအာယုန်တွေကိုခန်းစားခဲ့လဲဆိုရင်နမကြီး3ဆောင်နော်ဘေးတပေါင်းတတော်တို့ကြားဘူးပါလေဟုတ်လားနေရာဒီမှာမိုးရာဒီမှာဆောင်းရာဒီမှာတဆောင်နဲ့တဆောင်တူသလားမတူဘူးဟုတ်လားအဲ့လိုပဲမိဖုရားပေါင်းများစွာနဲ့အာယုန်တွေပြည့်ပြည့်စုံစုံငါပြောပြောမှွင့်မှွင့်နေခဲ့ဘူးတဲ့ နောက်တော့ယခုနကပြောတဲ့အတိုင်းဒီကာမဂ